အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါရှင်။ဒီနေ့ညမှာတော့ဆရာသာတီရဲ့ဖဲသမားစကားဆိုတဲ့တရားဝိတုဇလံလေးကိုအစအဆုံးဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဇလံလေးကိုစားလိုက်ကြရအောင်နော်။အစကလေးကတာတီပြောခဲ့ပါတယ်။တာတီကလူဆုံးပါလို့ ကိုဗီသီးလို့ပယောဂဆရာတွေနဲ့လည်းတွဲခဲ့ဘူးတယ်။ဘိန်းစားပါစိန်လို့ဘိန်းစားတွေနဲ့လည်းတာတီတွဲခဲ့ဘူးတယ်။အဲဒီလိုပဲကိုအောင်ချစ်တို့လို့အရက်တကာလှည့်ပြီးဖဲချနေတဲ့ဖဲသမားအကြီးစားတွေနဲ့လည်းပေါင်းမှုတာပဲ။ကိုအောင်ချစ်ဆိုတဲ့လူကကျုပ်တို့ထဏောင်းကောင်းအောင်ပါပဲ။အသက်က40လောက်ရှိပြီဗျ။လူဝကြီးတယောက်ပဲ။ကိုအောင်ချစ်တို့မိဘတွေကလူချမ်းသာတွေလေ။ပိုင်လိုက်တဲ့ຢာတွေဆိုတာမနည်းဘူးပေါ့။ထရောထရောကလည်းမွေရထားသေးဗျ။ကိုအောင်ချစ်တို့မှာမောင်နှမ၃ယောက်ရှိတယ်။ ်ကိုအောင်ချစ်ကအလက် အမတယောက်နဲ့ညီတယောက်ရှိတယ်။သူညီကိုအောင်တဲဆိုတဲ့လူကတော့လှုပ်အလုံးလုံးတဲ့လူဗျ။ရှာကိစ္စရင်းဆိုရင်သူပဲတာဝန်ခံလုပ်နေတာကိုအောင်ချစ်ကတော့အလက်ဆိုတဲ့အတိုင်းလက်နေတဲ့လူမျိုးအလက်ကားနေလက်ရလက်ရလုပ်နေတာဗျကိုအောင်ချစ်ရဲ့တူးသေးသောဝါသနာကတော့ဖဲချတာပဲဗျဖဲဝိုင်းရှိလို့ကတော့ကိုအောင်ချစ်တို့မတခွနရဲ့အောင်ချစ်ရှိရဲ့ဆိုတဲ့လူမျိုးဗျ တခါတလေအနီးနားရွာတွေမှာအတုပရိဆက်နေလို့ကိုအောင်ချစ်တယောက်ဖဲလဲရိုက်ရတာရွာမှာနှစ်လသုံးလလောက်ကိုပျောက်နေတတ်တယ်။တခါတလေကျတော့လေကျုပ်ကိုအဖော်ခေါ်သွားတယ်။ကျုပ်ကတော့သူ့လိုမိုးလင်းတီမနေနိုင်ဘူးပြု။အိတ်ချင်းလာပြီဆိုရင်ဘေးဝိုင်းဘေးတွေလှဲပြီးတော့ပဲအိတ်လိုက်တာပဲ။တရက်တော့ကျုပ်နွားစာဆင်းနေတော့ကိုအောင်ချစ်ကြီးတယောက်ရောက်ချလာတယ်ဗျ။ ဟေးကောင်တတီးကနာနာနီနီလှုပ်လေကွာပြင်းမနေပါအောင်မေကိုအချေဘယ်ကလှည့်လာတော့ဘယ်ကမှလှည့်လာတာမဟုတ်ဘူးမင်းစီကိုပဲလာခဲ့တာဩလာလေးကိုအောင်ချေဒီမှာထိုင်ဒီဘက်မှာထိုင်ကုန်ရှိတယ်ကိုအောင်ချစ်ကအသားညွညူထောက်ထောက်မောင်းမောင်းနှခမ်းမွေလေးဆဆနေဗျလူပုံကတော့လူပြောက်ဒါပေမဲ့နမေကတော့စိုးတာဖဲသမားအောင်ချေမသိရသူရှိရမှာမဟုတ်တာကြွားထဲမှာဆိုရင်လည်း ကဲအဲ့ဒီကိစ္စကသူပြောတော့ဗျကိုအောင်ချစ်ပြောတာဗျအောင်ချစ်ဘယ်အောင်ချစ်လဲဖဲသမားအောင်ချစ်လားမင်းကွာဖဲသမားစကားများယုံလို့ဖဲသမားစကားဆိုတာနှဲသမားစကားလို့ပဲကွာပိန်လိုက်ဖောင်းလိုက်နဲ့တွေ့ဘူးတယ်မလားပို့လိုက်ပို့ပြောလိုက်ရော့ပြောလိုက်နဲ့ကွာကိုအောင်ချစ်တို့ကအဲ့ဒီလိုရွာမှာကြော်ကြတာဗျလိုချမ်းတာဆိုပေမဲ့သူ့ကိုဘယ်သူမှလေးစားကြတာမဟုတ်ဘူးဖဲသမားအောင်ချစ်လို့ပဲခေါ်ကြတာကျောက်ကငကားစေးဘောလေးတစ်လေးကိုမိညီပြီးကိုအောင်ချစ်ကိုဆေးလေးနဲ့တိတ်လိုက်တယ် ။ကိုအောင်ချစ်ကနွားစာစင်ကုန်ပြီးကတက်ကလထိုင်မှာအကြအနာထိုင်ပြီးငကားစေးဘောလိတ်ကိုအားရပါရဖွာလိုက်တယ်ဗျ။ကျုပ်ကတော့နွားစာဆက်ပြီးဆင်းရတာပေါ့ဗျာ။မင်းပြောင်းရိုးတွေတဲကောင်းပါလား။ဒါတောင်းပတ်ခင်းရလား။ဟုတ်တယ်ဗျတောင်ပခင်းရပြောင်းနေရိတ်လာလေဒီနှစ်တော့နွားစာမပူရတော့ဘူးပြောင်းနေလှုပ်ကောင်းတာဗျအေးဟုတ်တယ်ကွာပြောင်းနေဒီနှစ်တော်တော်ကောင်းတယ်နွားစာကတော့စိတ်အေးရတာပေါ့ကွာနေပေါင်းကွန်ချေကျုပ်စီလာတာဘာကိစ္စပြန်ရှိလို့လဲ ရှိတယ်กว่าတာတရဟုတ်ကဲ့ပြောလေးကောင်ချက်ဒီလိုกว่าအနောက်ဘက်ကမီးလောင်ကုန်ရွာမှာကအာတုဘရှိရလေဩဒါမြအစမ်းလုံးလို့ကောင်ချက်ရယ်စမ်းတော့မစမ်းပါဘူးกว่าခါတိုင်းနဲ့တော့နည်းနည်းกว่าတယ်กว่าဘာများกว่าလို့တော့กว่าမီးလောင်ကုန်ကတရုတ်ကြီးကိုမင်းသိတယ်မို့လားသိတာဗောဦးအမင်းဆိုရဲတရုတ်ကြီးရဲ့ဆိုင်လေဗျာဆိုင်ကြီးကိုဟီးနေရပဲအေးအမင်းကြီးဆုံးသွားပြီกว่าဟာဟုတ်လားကောင်ချက် ေးအဲ့ဒီအတူပါကိုရန်ကုန်ကအမင်းရဲ့ညီတွေတူတွေရောက်နေတယ်တတိတွေကအားလုံးဖဲချကြတယ်အဲ့ဒါပွဲကြီးပွဲကောဖြစ်ပဲကွာအော်ဒီလိုလားဒါတဲ့ကြုတ်ကြားတာတော့ဟုတ်လားဗျဘာတော့ကွာတာတည်းရဲ့ခုတလောကိုအောင်ချစ်ဖဲသိမ့်မလိုက်ဘူးဆိုဖဲချတယ်ရှုံးနေလို့ကြားတယ်ဖဲသမားပဲတာတည်းကရှုံးတဲ့အခါရှုံးနိုင်တဲ့အခါနိုင်မှာပေါ့ကွာရန်ကုန်ကတရုတ်တွေကိုခမရှင်းနိုင်မှမလားလို့ပါမဘူပါနဲ့ကငါ့မှာလည်းနီးလန်းနေအများကြီးရှိပါတယ်ကွာ အဲ့တော့ကိုအောင်ကြီးကကျုပ်ကိုခေါ်သွားစီလို့လားအေးလေကွာညချရင်မင်းနဲ့ငါနဲ့မီးလောင်ကိုသွားမယ်လေ။အိုးဒီလိုလို့လေဒါဒီကဒါမျိုးဆိုလိုက်ပြီးသားပဲ။ဒါဆိုရင်မိုးချုပ်စာသွားကြတာပေါ့။ငါခဲမယ်လို့မီးလောင်ကုန်းတို့ကကောင်းတယ်မှားထားတယ်။စိတ်ချကျုပ်အစင်းသိဆောင်နေမယ်ကိုအောင်ကြီး။အေးဝဲလာခေါ်ပေါ့ဗျာ။အေးအေးငါမင်းကိုလာခေါ်ပါမယ်။ကြောက်ကြောက်ဆူဆူနဲ့ကိုအောင်ချစ်ကထပြန်သွားတယ်။ကျုံလဲနောက်နွားစာရီဆက်စင်းရတာပေါ့။အမင်းနဲ့ပါကိုလည်းကြိုးပြီးတော့ပြောပြထားလိုက်ရတယ်။ဒါဒီ သွားစို့ဟေ့ညာမိုးချုပ်ပြီးတိတ်မကြခင်မှာပဲကိုအောင်ချစ်ကြီးရောက်လာတယ်ထိုင်ကိုအောင်ချစ်ဟဲ့အောင်ချစ်ထိုင်အောင်လီဟဲ့အမေကပါကိုအောင်ချစ်ကိုလှမ်းခေါ်တယ်ကိုအောင်ချစ်ကတော့အိမ်ပေါ်မတက်တော့ဘူးဗျမတက်တော့အရင်ငွေစိန်ရေးတားတဲ့ကိုဒီအရပဲစောင်းတော့မယ်အေးအေးဒါဆိုရင်လည်းပြီးရောဒါထက်မီးလောင်ကအမေအဆုံးသွားပြီဆိုဒါဒီပြောမှသိတာရေးဟုတ်တယ်အကြီးရဲ့အမင်းကြီးဆုံးသွားပြီကျုပ်တို့အခုအဲ့ကိုသွားမှာအေးပါတာတီပြောတယ် ရန်ဒီပါရီမဖြစ်ကြနဲ့နော်စိတ်ချပါအကြီးစိတ်ချကျောက်ကအိမ်ပေါ်ကဆင်းလာတော့ကိုအောင်ချစ်ကလက်ထဲမှာအထုပ်တထုပ်ဆွဲပြီးစောင့်နေတယ်။ကျောက်တို့နှစ်ယောက်မြောက်တကားထွက်ပြီးတော့အနောက်ဘက်ကိုလာခဲ့တယ်။လက်ထဲကဘာထုပ်လုံးကိုအောင်ချစ်ရဲ့ဟဲဟဲမဖဲဝါအတွက်လीကွာ။ပြာမဖဲဝါအတွက်အေးလीကွာငါဒီညစီးပွားဖြစ်ရိုက်မှာကွာ။ဒီတော့ငါအစွမ်းတစ်ခုတည်းနဲ့ဘဲဖြစ်မလဲကွာ။မဖဲဝါအကူကြီးယူရမှာပေါ့။ဟာဒါဆိုရင်အခုဘယ်လိုသွားမှာရော။မိလောင်ကုန်တင်ကြရအောင်အရင်ဝင်မယ်လी။ အဲ့ဒီမှာမဖဲဝါကိုဒီအသားခေါက်ဆဲကျော်ဝင်ကျွေးမယ်ပြီးရင်မဖဲဝါနဲ့အပေးယူလောက်ရမှာပေါ့ဒီခေါက်ဆဲကျော်ကအပိတ်ဆိုင်ရလားအေးပေါ်ကွာတာဒီကအပိတ်ခေါက်ဆဲကျော်ပေါ့ရွာမှာအပိတ်ရလွယ်ဘယ်သူရှိအောင်မလဲမဟုတ်ပါဘူးဗျာဟိုတလုံးကအပိတ်ဆိုင်ပိတ်ထားရဲကြားလို့ပါအေးဟုတ်တယ်အခုမှပြန်ဖွင့်တာသူ့တော်နေမကောင်းလို့တရင်သွားမိရယ်ဆိုလားပဲကျုပ်ကတော့ကြောထဲမှာစိတ်ငနေဖြစ်သွားတာဗျကောင်းချေခမည်းတော်ဓာရီကိုရင်းရလှုပ်ဘူးလို့လားဘာလဲမဖဲဝါကိစ္စလား အေးလေဗျာကိုဟောက်ကိုလှုပ်ပါဗျာခမောင်းမှာနိုင်မခံရှိနိုင်မှာပါကိုအောင်ချစ်ရဲ့တာဒီယာအောင်ချစ်ဆိုတဲ့ကောင်ကကံသမားမဟုတ်ဘူးကွညံသမားညံသမားညံသမားမလို့ဖဲချတာပေါ့ကွဖဲသမားဆိုတာကဖဲဆိုတာညံသမားရဲ့အလုပ်ဒီကွာဖဲသမားတယောက်ဖဲနိုင်မို့ဆိုရင်ဘာမှမဆိုလှုပ်ရမှာပဲကွတာဒီယာဘာလဲမင်းကမဖဲအောင်ကြောက်လို့လား အာဒီလိုတော့မဟုတ်ပါဘူးဗျအေးဒါဆိုပြီးဟောပေါ့ကွာဟောပြောရင်းဆိုရင်လည်းမီးလောင်ကိုတုတ်တန်အောင်တော့ရောက်ပြီကွာလာနေရာကောင်းလေးရှာလိုက်ရအောင်ဟောတွေ့ပြီတွေ့ပြီဟိုရှိရတကြီးဥတုတော်ရဲ့အုပ်ဘုပေါ်မှာကြွေးတာပေါ့ကွာပြောပြောဆိုဆိုနဲ့ကိုအောင်ချစ်ကအပိတ်ဆိုင်ရဝေလာတဲ့ခောက်ဆွဲကြုံကိုဖြီးတယ်တော်တလေးဆိုတော့ခောက်ဆွဲကြုံကိုငပြောဘက်နဲ့ထုတ်ထားတာပေါ့ပူပူနွေ့နွေ့ပဲရှိပါသေးတယ်ကိုအောင်ချစ်ကခောက်ဆွဲကြုံတို့ကိုတိတိကျကျပြင်လိုက်ပြီးတော့ရေပလင်းကိုဖွင့်ချလိုက်တယ် ။တင်းရိုင်းဆောင်ကြီးခင်ဗျာ။ရောက်ရရက်ကနေဒီကိုအမြင်လာပါ။ကျုပ်ကဖိမှန်တကားပြုတ်ပါတယ်။နေတော့မှရှိတဲ့ပေါင်းကလည်းမဖဲဟောင်အမြန်ဆုံးအကြောင်းကြားပြချပါကျွန်ုပ်ကအသားခေါက်ဆဲချော်နဲ့တင်မြောက်ပါတယ်လို့ကိုအောင်ချစ်ကခေါင်းကြီးမော်ပြီးဟိုကြီးဒီကြီးလှုပ်ပြီးတော့အဲ့ဒီလိုပင့်ဖိတ်နေတာဗျကျုပ်ကဂူဘောကခေါက်ဆဲချော်တော့ကိုကြည့်နေမိတာဟာကျုပ်ရောင်ပြီးရောင်အော်လိုက်မိတယ်ဗျခေါက်ဆဲချော်ကြီးကပြိုက်ခနေပြိုက်ခနေရော့သွားတာဗျဟေးကောင်တာတီဘာလို့အော်တာလဲ ကောင်းချေခမရခေါက်ဆဲကြော်လေးကြည့်ပါအောင်အေးဟုတ်သားပဲမဖဲဝါစားနေပြီကောင်းချေကလက်ဝါးနှစ်ဖက်ကိုပို့ရင်ပြုံးပြုံးကြီးလှုပ်နေတာဗျဝမ်းသာအားရဖြစ်နေတဲ့ပုံပဲပြီးတော့ကောင်းချေကဒီညမီးလောင်ကောင်ကတရုတ်အမင်းရဲ့အာသုဘမှာဖဲချမလို့ဗျရန်ကောင်ကတထည်တွေနဲ့ခြားရမှာကျုပ်ကိုတဝိုင်းလုံးရှိသမျှငွေတွေတင်းကျုံယူနိုင်အောင်လုပ်ပေးဗျကျုပ်ကနိုင်ရင်အမဲသားသုံးဝိသာချက်ချွေးပါမယ်ကျုပ်ကိုနိုင်အောင်သာလုပ်ပေးဟောရီကူပေါ်မှာကိုအခုလိုလာချိန်မှာ ဒီကောင်တက်သေးပါဗျာဖះဖះသူ့ဘာသာသူပြောတာမဟုတ်ဘူးဗျာကျုံနာမည်ကိုပါထည့်ပြောလိုက်တယ်တော်တော်ဆိုးတဲ့ကိုအောင်ချစ်ကျုံကြည့်နေတော့မှာပဲခေါင်းဆွဲကြော်ရီကကုံသွားပါရောဟောဘယ်ရောက်သွားတယ်ဆိုတော့ကျုံလည်းမသိဘူးဗျာရေးတွေပါကုံပြီပြောအေးကွာမဖဲဝါလဲစာနေပုံရတယ်ဟုတ်ပြီကျုံပြောတာဟုတ်တာပြောသလိုဖြစ်အောင်လုပ်ပြီနော်ကျုပ်ကအမဲသားသုံးမိသားတီတီချက်ပြီးလာကြည့်ပါမယ် ကိုအောင်ချစ်ကလက်သုံးချောင်းထောင်ပြလိုက်သေးတယ်ဗျ။အားလုံးကြွေးမွေးပြောဆိုပြီးတော့ကျုံးနဲ့ကိုအောင်ချစ်မီးလောင်ကုန်းရွာတွေကိုဝင်ခဲ့တယ်။တေယုံအမေရရွာလေးပိုင်းမှာနေတာဆိုတော့ကျုပ်တို့နှစ်ယောက်ရွာလေးကိုလာခဲ့ကြတယ်။အာသူကအိမ်ကအောင်လင်းတက်မီထိုးထားတယ်ဗျ။လင်းထိန်နေတာပဲ။မနေ့ပြန်အာသူကအခြားမှာဆိုတော့ချက်ပြုတ်နေကြတယ်လေ။ဟာကိုအောင်ချစ်လားလီဗျာမိလောင်ကောင်ကကာလာသားကာလာသားကောင်ဖိုးချိုးဆိုတဲ့ကောင်ကကိုအောင်ချစ်ကိုခရီးဆူးချိုလိုက်တယ် ဟောဒါကကြုံပြောနေတဲ့ကိုအောင်ချစ်ပါပဲဗျာထဏောင်းကချမ်းချမ်းတတဖဲဝိစာအောင်ချစ်ပေါ့ဗျာဟာဖဲဝိစာလားကောင်းတာပေါ့ဘွားတို့လည်းဖဲဝိစာတွေပါပဲပြောဖို့ကောင်းတာပေါ့ဟုတ်လားဒါထက်ပတ်စံများများတော့ပါတယ်နော်ဟာထောင်ခဲ့ရပါပါတယ်ဒါပေမဲ့ကျုပ်ကပတ်စံဆိုတာထက်ဂုံဒီအိတ်ကိုပိုပြူးဆိုက်ရဗျအလိုဂုံဒီအိတ်ဟုတ်စားဂုံဒီအိတ်ကဘာလို့ဖို့တော့ဩထောင်ခဲ့တို့စီကကျုံနိုင်မယ်ငွေပတ်စံနေထည့်လို့ရအောင်လေး 哦，滴露啦，陪为啥嘞？是这样嘞，不要讲呗，来来，表表爸爸不？ခဏကြာတော့ဖေးဝိုင်းစားပြီးကိုအောင်ချစ်နဲ့မျိုးပေါ်ကတရုတ်လေးပွဲစားပြီးပေါ့ကျုပ်ကကိုအောင်ချစ်နောက်မှာပြောရကိုအောင်ချစ်နောက်မှာပြောရမှာတော့အံ့ဩစရာပဲဗျပွဲစားတဲ့အလှည့်ကစားပြီးကိုအောင်ချစ်ကနိုင်တာတိတိတသားကိုဖြစ်တာအခြားတယောက်တလဲနိုင်ကျုပ်မပြောဘူးအခုဟာကအလှည့်တိုင်းကိုကိုအောင်ချစ်နိုင်တာ ဒူးမောင်မနိုင်ဘူးထောင်ခဲကြီးကြီးကလည်းအန်အော်ပြီးတယောက်မျက်နှာတယောက်ကြီးကုန်ကြတဲ့အထီကိုဖြစ်ကြတာတရုတ်တွေဒေါသဖြစ်လာတော့ပုံမဲတာပေါ့ဗျာငွေတွေဆိုတာပြောမနေပါနဲ့တော့ဖွေးနေတာပေါ့နိုင်မီထင်းနဲ့အလှဲ့ပါထောင်ခဲတွေဖိထိုးတာပေါ့ဗျာနောက်ဆုံးကျုပ်လူအောင်ချစ်ပဲနိုင်တာမဖဲဟောလှုပ်ပီးနေတယ်ဆိုတာသိကြတယ်ဗျာတဖြည်းဖြည်းနဲ့ညစ်နေရာကနေတကောင်ကျော်တကောင်ကျော်ရာကနေအာယုံတက်လာတယ်ဝိုင်းထဲမှာရှိတဲ့ငွေတွေကကျုပ်တို့အိမ်ကြီးထဲမှာကြီးပဲဗျာကိုအောင်ချစ်ပြောသလို ကျုပ်တို့ခုံလေးအဲ့တော့မပါပါဘူး။ဒါပေမဲ့ဖိုးချုံဝင်တော့ဂုံဂျုံအိတ်တဲ့ချခိုင်းလိုက်ရတယ်ဗျ။မိုးလင်းတော့ဝိုင်းသိမ့်ပြီးရှုံအိတ်ကိုဖိသိမ့်ပြီးကျိုးနဲ့စီးခဲ့ရတာဗျ။အပြန်လမ်းမှာကျုပ်ကကိုအောင်ချစ်ကိုပြောတယ်။ကိုအောင်ချစ်ခမရအောင်မဖဲဝါလုံခေးတာတော့အတိသာကြီးပဲဗျ။ခမရပြောတဲ့အတိုင်းအမဲသားဝယ်ချွေကိုလှုပ်ပြီးတော့အေးလှုပ်ရမှာဝော့ကွာ။ရွာရောက်ရင်ပဲအင်းကလှုပ်သမားတယောက်ကိုမြို့တက်ပြီးအမဲသားဝယ်ခိုင်းရမှာပဲ။ ။ကောင်းတယ်တည်တည်ရှာရှာလုပ်ဗျာ။ညားကြရင်တော့ကျွေးလိုက်ပေါ့။အေးလေမင်းမလိုက်ခဲ့ပေါ့။ဟာလိုက်ရမှာဝေါဗျာ။ညားရောက်တော့ကိုအောင်ချိရောက်လာတယ်။ဒါဒီသွားစို့ဟိ။ကျုံလဲအစင်းနဲ့စောင့်နေရဆိုတော့ချက်ချင်းထလိုက်ပြီးဝိုင်းနေရနေထွက်လာခဲ့တယ်။လမ်းရောက်တော့ကိုအောင်ချိလက်မှာဘာမှမတွေ့ရကျုံအံ့ဩသွားတယ်။ဟာကိုအောင်ချိဘာမှမရောဗျာခမရအမေသား။ဟာကွာငါတို့ရမှာလုတ်တဲ့တက်ပွားဆိုတဲ့ကောင်ကိုမြို့တက်ပြီးမဲသားဝယ်ခိုင်းလိုက်တာမရဘူးတဲ့ကွာသူသွားတာနောက်ကျသွားလို့မဲသားကုံသွားတာလို့ပြောတာပဲ ဟာဒါဆိုရင်ခမောက်ဘလို့လုံးမလဲမပြောကိစ္စအောင်ဟာတာတီကလည်းကြောက်တက်လိုက်တာလွန်ရောဒီနေ့မရတော့နောက်နေ့ကျွေးမှာပေါ့ကွာစားချင်စောင့်ပေါ့ကွာဟာခမောက်ဟာမဟုတ်သေးပါဘူးဗျာမပြောကသူကတိအတိုင်းခမောက်ကိုလုံပြီးခဲ့ပြီလေခမောက်ဘက်ကလည်းကားတီမှာပေါ့ဗျာဟေ့အောင်တာတီငါးညတရားလုံးဖဲနိုင်တာကိုမင်းကမဖဲဝါအစွမ်းကြီးထင်းနေတာလားငါအစွမ်းလည်းအများကြီးပါပါရဲ့ကွာငါခေါင်းတွေလည်းထိုးဖို့အောင်စဉ်းစားရတာကွာ ဟာမဟုတ်သေးပါဘူးကိုအောင်ချေဟာခမ ्या အစွဲမပါဘူးလို့ကြုံမပြောပါဘူးဖဲဝိုင်းမှာတလဲစီတော့နိုင်ကြမှာပေါ့အခုဟာခမ ्या ကြီးနိုင်တာဆိုတော့ခမ ्या အစွဲမဟုတ်ဘူးလို့ကြုံထင်နေရဒါဆိုရင်ဒီညမင်းကြည့်လိုက်လေဘသူအစွဲလဲမင်းသိစရာပဲကျုပ်ကတော့စကားကိုမလေးစားတဲ့ကိုအောင်ချေကိုတော်တော်စိတ်ပြက်မိတော့အမှန်ပဲဖဲနိုင်ခြင်းတော့မဖဲဝါနဲ့အေးယူလို့တယ်တကယ်နိုင်တော့သူ့အစွမ်းလို့နိုင်တယ်လို့ပြောတယ် တကယ်ကိုဖဲသမားစကားပါပဲဗျာအမင်းတို့အိမ်ရောက်တော့တရုတ်တွေကကိုအောင်ချစ်ကိုစောင့်နေကြတယ်ညာအဖြစ်ပြက်ကိုတော့တိတ်ကျင်းနဲ့ပုံမရကြအောင်ကျုပ်လူကိုအောင်ချစ်ကတော့အောင်ပွဲရစစ်သူကြီးပုံစံနဲ့ပေါ့ခဏလောက်စကားဆက်ပြီးပြောကြပြီးပြီဆိုတော့ဖဲဝိုင်းစပြီးတော့စဉ်းစားတော့တာပဲဗျို့ပထမတလေတော့ကိုအောင်ချစ်နိုင်တယ်တရုတ်တွေကမျက်နှာနည်းနည်းပြက်သွားတယ်ဒုတိယအလှလေကိုအောင်ချစ်ကနိုင်ပြန်ရောဗျာ ကိုအောင်ချစ်မျက်နာကတော့ပြုံးပြုံးကြီးပေါ့ဗျာတတိယအလှည့်ရှုံးပြီဗျို့ကိုအောင်ချစ်ရှုံးပြီစတုထအလှည့်လည်းရှုံးပြန်တယ်နောက်တစ်လှည့်လည်းရှုံးတကောင်ကျော်တော့ကိုအောင်ချစ်ကြီးပါသမျှကုန်ပြီဗျို့ဒါပေမဲ့ကိုအောင်ချစ်ကလူပါဗျာညာနိုင်ထားတဲ့ငွေတွေကိုအကုန်ပြန်ယူခဲ့တာမှမဟုတ်တာနည်းနည်းပဲပြန်ယူလာတာဗျာနောက်ဆုံးကိုအောင်ချစ်တင်းသွားပြီးတော့ဝိုင်းမဖြတ်နဲ့တုံးနေရမှာတယောက်ခဏဝဲထားကျုပ်ရွာပြန်ပြီးငွေတွေပြန်ယူပြီးချက်ချင်းပြန်လာမယ်မနှက်ဖြန်တစ်နေ့လုံးဆက်ရိုက်မယ် တရုတ်တွေကလက်ခုပ်ဩဘာတီးပေးကြတယ်။ဖဲဆိုတာဒီလိုပဲဝိစားရယ်။ငွေပြန်ယူခဲ့မယ်ဆိုတော့ကောင်းတာပေါ့။ဝါရုံညရှုံထားတဲ့ပတ်စံကြီးပြန်ရတာပေါ့။ကိုအောင်စစ်ကပိုတင်းသွားပြီးတော့ချက်ချင်းကိုပြန်တာပြုတ်။အိမ်ပြန်ရောက်တော့ဒါတည်းခဏနေရောမီးလောင်ဝင်ရွာပြားမှာရက်ဖို့ရှိရဲကွာ။ငါလည်းအရင်နေတောက်ချင်တယ်။လာပါဗျာတောက်ချင်ရင်ကိုရွာရောက်မှာတောက်။ငပိန့်ကိုအချိန်မီနှိုးလို့ရပါတယ်။နေနိုင်တော့ကွာငါနေနဲ့တောက်မှာဖြစ်မယ်။တကယ်ကိုဇူးတိရလို့ဗျာ မီးလောင်ကုန်းရွာအဖျောက်တက်သွားတယ်။ပြီးတော့သူပြောတဲ့အရက်ဖိုကလူအရက်တပလင်းရောင်းမှုပြောတယ်။ဟာကိုအောင်ချင်းကြီးပါလား။ရော့ဗျာရော့။ညာကိုကြီးအောင်ချင်းနိုင်သွားတဲ့တရင်ကိုကျုပ်တို့အားလုံးကြားတယ်ဗျ။ကိုအောင်ချင်းကနောက်ထပ်ပိုတင်းသွားတယ်။ညာကနိုင်တဲ့တရင်ကြရင်ဒီညာရှုံးတဲ့တရင်လည်းကြားမှာပဲ။ရွာပြင်ရောက်တော့တမပင်ကြီးအောက်မှာထိုင်မော့တယ်။အမီးမပါပါမပါနဲ့ဒီတိုင်းမော့တာဗျ။တော်တော်လေးတောက်ပြီးတော့မှကဲတာဒီသွားမယ်။မင်းကရှေ့ရသွား။သွားစို့လို့သာပြောတယ်။ ခြေထောက်ကတိတ်ပြီးတော့မမှန်ချင်ဘူးဗျ။နည်းနည်းရိုင်းချင်နေပြီ။ကျုပ်တို့ထဏောင်းကုန်းဘက်ကိုဦးတည်လိုက်ကြတယ်။ဘလို့သွားသွားမီးလောင်ကုန်းတင်ကြရောဖျက်ရမှာပဲလေ။ကျုပ်ကအရှိရနေဦးဆောင်ပြီးသွားရတယ်။လက်ကားဟာမှာမဲသားမရလို့မကြိုးရအောင်မကျင်နဘူးထင်တယ်။ဒီညပါသမျှပြန်ကုန်အောင်လုပ်တယ်။ဟင်းဟာဟဲ့လို့ခမရပါစက်ပေးတာခမရဘာတွေပြောနေရတော့။ဟာတာဒီမင်းရလဲကြောက်တက်လိုက်တာကွာလွန်ရောဒီဟာမကြီးမဟုတ်လို့ငါပြောနေရ။ငါ့ကိုဒီလိုလှုပ်เสียလား။ မဲတာမရလို့မကြွေးရလေငါ့ကိုဘာလုပ်လို့ရတယ်လဲဟဲ့ကောင်မနင်ကတည်းငါ့လူနင်ဘာလုပ်လို့ရတယ်လဲကိုအောင်ချစ်ကအဲ့လိုပြောပဲကြုတ်တားတာတားလို့မရဘူးအင်းကြီးပစိုးကြီးကိုလည်းတူတူဝှက်ထားလေရဲ့မတ်တက်ကြီးရက်ပြီးအရက်ပလင်းကိုမော့နေပြန်တယ်ကျုပ်ကလည်းတတော်စိတ်ကုန်သွားတယ်နိုင်တော့ကတော့ညနာတမျိုးပြဒီညရှုံးတော့ကြတော့မူယူလို့လောကမှာအရှုံးတန်မခံနိုင်တဲ့လူဟာယောက်သားယောက်ျားပီသားတဲ့သူမဟုတ်ဘူးလို့ကြောက်ထင်တယ် ကိုအချစ်လာပါဗျာရွာရောက်ပါပဲခမရကြိုက်တဲ့လောက်တောက်ပါလာအဲ့လိုပြောတော့အရက်ပလင်းကိုအဖုံးပိတ်ပြီးဆက်လျှောက်တယ်ရောက်ပြီပြောမိလောင်ကိုတင်ကြရအောင်လျှောက်တယ်ကျုပ်ကရှေ့ကခတ်တုတ်တုတ်လျှောက်တယ်တကြီးဥသူတော်ရဲ့ကိုမနေ့ကမဖဲပါအောင်တင်းမြောက်တဲ့ကိုရှေ့ကိုရောက်တော့ကျုပ်ကပိုပြီးခတ်တုတ်တုတ်လျှောက်တယ်တရီဒီကူမို့လားမနေ့ကငါတို့အိတ်ကောင်မကြီးကိုတင်းမြောက်တာခေါက်ဆွဲကြော်ကြီးစားသွားတာလေဒီနေ့အမဲသားမရတော့ငါ့ကိုရှုံးအောင်လုပ်တယ် ဟမ်နင်းရပါကောင်းပါလေအောင်ချစ်ကိုနင်းပါလုံးလို့ရမှာမဟုတ်လို့လေငါလူလေးတရေမရဲ့အဲ့ဒီချိန်မှာပဲကျုပ်ခြေလန်းနေတဝင်းနေရသွားတယ်ချက်ချင်းနှောင်းလဲကြည့်မိတယ်ကိုအောင်ချစ်ကြီးလက်ထဲကအရက်ပလင်းလွတ်ကျသွားတယ်ကြောကြီးကော်ပြီးတော့ခေါင်းကြီးအပေါ်လန်နေတယ်ဘုံကနေပဲကျုပ်ကြားလိုက်ရတယ်နောက်တစ်ချက်ဟာကိုအောင်ချစ်မချိမချန်អော်တဲ့အတန်းပြသွေးတယ်ကိုအောင်ချစ်ပါဆက်ကစီးကြလာတယ် ကိုအောင်ချစ်ဒူးတော့ရက်ကျသွားပြီးတော့အင်းကြီးရင်ဘတ်ဟောက်ခွင်းနဲ့ပါဇက်ကသွေးတွေစီးကြနေတယ်။မျက်လုံးကြီးတွေလည်းပြူးထွက်နေရမြင်လို့ကမကောင်းဘူး။ကျုပ်ကအရှိတော်တော်လှမ်းလှမ်းအောင်ရှောက်နေပြီဗျ။ချက်ချင်းပြေးမယ်အလုံးမှာ။တာတီပြေးတော့ကိုအောင်ချစ်ပါဇက်ကနောက်ဆုံးထွက်လာတဲ့အတန်တကြီးဗျ။အဲဒီရုံးမှာပဲကိုအောင်ချစ်နောက်ကနေဘွားကနေပေါ်လာတဲ့ဖြူဖြူကြီး။အရက်ကိုးပြီးဆဲ့ပြီးတသားလေးရှိတယ်။ဆဲ့ပြီးဖားရကြည့်နေဗျ။ကျုပ်ပြေးပြီဗျို့တချိုးတယ်ပဲ။နောက်ကိုလှဲ့ကိုမကြည့်တော့ မီးလောင်ကုန်တင်းတိုင်းပြီးတော့ဆက်တမြောင်ရှုပြီးတော့ယာကြီးကုန်ပြီးတော့တဲချောင်းပြီးတော့မှကျုံတို့ရွာထန်းအောင်ကုန်ရွာရောက်တော့ကျုံလဲသတိလစ်ပြီးခွေကနေလဲကြသွားတယ်ကျုံသားထဲမှာတော့စူးစူးညံ့ညံ့အတန်တွေကိုမတဲမကွယ်ချရတယ်ခဏပါပဲနောက်တော့အားလုံးလွတ်ထွက်သွားတယ်ကျုပ်တရီကတော့ကျုပ်တို့အိမ်ဝိုင်းထဲကိုပြန်ရောက်နေပြီဗျ။အိမ်တော်ကမကြီးပင်ကြီးအောက်ကကုတ်ပြစ်ပေါ်မှာသူ့ကိုနှာနှက်တဲ့သူကနှက်နေလေရဲ့ အဲ့ဒီထဲမှာကိုအောင်ချင်းရဲ့ညီကိုအောင်တက်လဲပါတယ်ဗျကျုပ်ကောင်းကောင်းတတိယတော့မှဝိုင်းမိကြတယ်ကျုပ်ကလည်းဖြစ်သမျှအားလုံးကိုပြောပြလိုက်တယ်ဟာကိုအောင်ချစ်ပေါက်ခဲ့ရတယ်ရှောက်လောက်တာကိုနင်ကမတောက်လာတာတည်းကျုပ်ကကျုပ်အမေရောကျုပ်ကိုအပြစ်ပြောနေတာဗျချက်ချင်းပဲရွာထဲမှာလိုးဆူးကြတယ်ညကလည်းနှစ်နာရီထိုးနေပြီဓမီးရီဒုတ်တွေထားရင်းနဲ့ရွာပြင်ထွက်ကြတယ်ကျုပ်ကလမ်းပြပေါ့ဗျာမီးလောင်ကုန်းရောက်တော့မီးလောင်ကုန်းရွာသားတွေလည်းအလံတကြားထွက်လာကြတယ် ဟဲ့ဘသူတွေဘလို့ဖြစ်ကြတာရောကျုပ်ကအဖြစ်အပျက်တွေကိုပြောပြတော့သူတို့ရွာသားတွေပါလိုက်လာကြတယ်ဗျမိလောင်ကတင်းချမ်းရောက်တော့တကြီးဥသူတော်ရဲ့ခုနာမှာမောက်ခုံကြီးလဲနေတဲ့ကိုအောင်ချစ်ကြီးရဲ့အလောင်းကိုပဲတွေးကြရတော့တာပေါ့ဗျာအသက်မရှိတော့တဲ့ကိုအောင်ချစ်ခန္ဓာကိုကြီးကမောက်ခုံကြီးတည်နေတာဗျဓမီနဲ့ဝိုင်းထိုးကြည့်ကြတာပေါ့အလောင်းကိုကိုအောင်တင်းနဲ့ကျုံဆွဲလန်လိုက်တော့အမလီမကြောက်တဲ့မလန့်တဲ့ထဏောင်းကောင်ကလုံးခဲ့နေတာလန့်អော်ကြတယ်ဗျို့ ကိုအောင်ချစ်အလောင်းမှာမျက်စီကြီးတွေကအပြင်ကိုပြူးထွက်နေတာပါဇက်ကြီးကလည်းဟာနေဝေဒနာကိုမချိမဆန့်ခံစားရပြီးတိတ်သွားရတာသူ့မျက်နှာမှာအထင်းသားပေါ်နေတယ်ဗျအလောင်းကိုတစ်ခါပြန်မှောက်ပြီးကြောကုန်းကိုကြည့်လိုက်တော့ဟာကြည့်နေတဲ့လူတွေလည်းလန့်ပြီးအော်ကြတယ်။ကိုအောင်ချစ်ကြီးရဲ့ကြောကုန်းမှာလဝါရကြီးနှစ်ခိုးဗျ။နဲတဲ့လဝါရကြီးမဟုတ်ဘူး။စောင်းတထဲပြန်ယူပြီးပခက်လုံးအလောင်းကိုရွာအရောက်တည်ခဲ့ကြတယ် ထုံးစံအတိုင်းလူသိမှုဖြစ်နေတော့ရဲစခန်းကိုအကြောင်းကြားပြီးဆေးရုံပို့ရတာပေါ့ကျုပ်ကလည်းစစ်ဆေးကြတယ်အမင်းအိမ်ကဖဲရိုက်တဲ့တရုတ်တွေအရက်ဖို့ကလူပြီးတော့ကျုပ်တို့နဲ့အဲ့ဒီညကဖဲအတူရိုက်တဲ့လူတွေအာတုဘမှာကတ်လိုက်တဲ့လူတွေအားလုံးအစစ်စစ်ခံလိုက်ကြရတယ်။ကျုပ်ကတော့အပြန်အပြန်အလှန်လှန်စစ်တာပေါ့။ကျုပ်ကလည်းအမှန်တိုင်းထက်ပိုပြီးဘာမှမပြောတတ်ဘူးလေ။အားလုံးအမှန်နေပဲထွက်ဆိုခဲ့ရတာပေါ့။နောက်ဆုံးတော့ နောက်ဆုံးတော့လေအမှုပိတ်နော်ကိုအောင်ချစ်ကျုပ်ပါရဲဆိုတာအလုံးသိကြတာပေါ့ဒီတခါတော့ခမည်းတော်တယောက်လည်းသိတာမဟုတ်ဘူးပြုတ်ဟုတ်ကဲ့ပါရှင်ဖဲသမားစကားဆိုရဲဇလန်နီကတော့ပြီးသွားပါပြီအလုံးမဲအင်းပြောချင်တာတော့ဘောနော်ညမှာအပိုးထက်ဆောင်ပြောရရင်တော့ဘယ်စကားကိုပဲဖြစ်ဖြစ် မပြောခင်မှာရော ပြောပြီးတဲ့အချိန်မှာရောတည်တည်ချာချာလေးပြန်ပြီးတော့ ပြောချင်ပါတယ်အလုံးမဲခွန်နိုင်ပါဆက်ပြီးတော့ဆုံးပြေးကြပါမယ်နားဆင်ပြီးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဘိုင်